အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ 3D စုံမများ channel လေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်22ချိန်မှာမိတ်ဆွေတို့အတွက်တတိယအောက်ွက်လေးကိုတင်ပေးလိုက်ပါတယ်ဒူဩဒီရတော့ချိန်များလို့ကျွန်တော်မတင်ပေးတော့ပါဘူးကနန်းပေါင်းချုပ်မှာပဲရေးပေးလိုက်မှာပေါ့လေကဲအပူခွာကြိုင်နေတဲ့အတွက်အပူခွာလေးစိုက်လေးပဲကြည့်ကြည့်အောင်ညညတို့ပထမဆုံးနဲ့ရှစ်ထိတ်၅ဘိတ်၃ထိတ်လို့ရှိတယ်တဲ့ ရှင်း93ဆိုတော့ကဏန်းတုံးမှုပေါင်းတဲ့6အဲ6ဒီနောက်ပိတ်လို့ဝင်လိုက်တာ ਨੇ သူ့အောင်မှာကျွန်တော်6အခွဆိုတော့ကဏန်းတစ်ခွထွက်တယ်တဲ့ဒါပထမကတ်ပေါ့လေဒုတိယမှာလည်း369ဆိုပြီးကဏန်းတုံးမှုပေါင်းခြင်းဒီ8လို့ဖြစ်ပြီးနောက်ပိတ်လိုက်ပြီတဲ့သူ့အောင်မှာပဲကျွန်တော်6အခွနဲ့ကဏန်းတစ်ခွထွက်ပြီတဲ့သူက6အခွနဲ့ကြည့်ပဲပူးပုံမဟုတ်ဘူးတတိယမှာလည်း681ဆိုပြီးကျွန်တော်5လို့ဖြစ်ပြီးအဲ5ဒီနောက်ပိတ်သွားပြီအဲ့တော့ဒီပွဲမှာကျွန်တော်6အခွနဲ့ကဏန်း 6ခွာနဲ့ဆိုတော့10ခွာစိုက်ပေါ့လေဒါ10ခွာစိုက်6ခွာနဲ့အဲ့ထက်မှကျွန်တော်ကမိတ်ဆွေတို့အတွက်656ဆိုတဲ့ကဏ္ဍလူရွေးချယ်ပေးလိုက်တယ်။အားကြောင့်ဒီကဏ္ဍလေးရွေးချယ်အောင်ဆိုရင်ねကျွန်တော်တို့အရင်ဆုံးပို့စိုက်ကိုရင်သွားကြည့်အောင်နဲ့ကွက်ရွှေပထမဆုံး85မှာတော့388လို့ရှိတယ်အဲ94မှာကျွန်တော်တို့388လို့ရှိတယ်388ဇောင်း၄ပင်တက်လိုက်969လို့ရှိတယ်တဲ့ 969နောက်ကျွန်တော်တို့အပေါ်သုံးပင်မှာလဲ86လေးလို့ရှိတယ်။အဲ969ကနေကျွန်တော်တို့ဇောင်း6ပင်တက်လိုက်မယ်တဲ့146။ဇောင်း6ပင်တက်ရှေ့3နှစ်မြောက်သွားလိုက်940လို့ထွက်ထားပြီတဲ့။940ကနေကျွန်တော်တို့ရှေ့7နှစ်သွားလိုက်မယ်တဲ့146 7နှစ်သွားပြီအောက်6ကြိမ်ဆင်းလိုက်မယ်တဲ့146 6ကြိမ်ဆင်းလိုက်941လို့ထွက်ထားပြီတဲ့။အဲ941လေးကကျွန်တော်တို့ဇောင်း14ပင်တက်လိုက်မယ်ကျွန်တော်မရည်တော့ဘူးเนาะလူတူပဲမဟုတ်လို့။ 14ပင်တက်လိုက်မယ်တဲ့14ပင်တက်ပြီးသူကနေ16ကြိမ်သွားလိုက်မယ်တဲ့16နှစ်မြောက်39ခွန်9လို့ထွက်ထားပြီတဲ့နောက်ဒီ9လေး1နဲ့39ခွန်9ကြားမှာလှုပ်ဆောင်ချက်တွေရှိတယ်ကွက်ရွှေတာတွေလဲတာတွေထောင်းတာတွေပေါ့လေအဲ့ဒါကြီးရှုပ်ကုန်မှာဆိုလို့ကျွန်တော်ကြော်ခဲ့လိုက်ပြီနော်အဲ့39ခွန်9ကနေတဲ့ဇောင်း3ပင်ဆင်းအောက်ကို15ကြိမ်ဆင်းလိုက်မယ်တဲ့15ကြိမ်ဆင်းလိုက်တာ935လို့ရောက်လာ 935လို့မထွက်ခင်ပါတဲ့သူ့အပေါ်မှာကျွန်တော်9နောက်ပိတ်3နောက်ပိတ်9နောက်ပိတ်ဆိုပြီး935ဆိုပြီးနောက်ပိတ်3လို့တာဇောင်းထုတ်တာပြီးတဲ့ဇောင်းထုတ်တိုင်းမှာဒီ935လေးကလိုက်ထွက်တာအဲ့935ဒီဘယ်ကလာတဲ့ကဏ္ဍလို့ဆိုရင်လည်းသူ့နောက်16နှစ်မြောက်ကလာခဲ့တဲ့ကဏ္ဍမှာတဲ့နောက်16နှစ်နောက်တော့ဒီက935လေးပါတဲ့ဘယ်လိုနေရာ935တော့သူ့နောက်1 2 3 4 5သူ့နောက်9ပြင်မြောက်မှာ3ည4လေးလို့နောက်ပိတ်3လုံးထောင် ထောင်ပြီးတော့တုံညာထိတ်ကနေ၅ချိန်ဆင်းလာတဲ့ကဏန်းလေးပါတဲ့ဒီကိုသုံးကဒီသူ့86နှစ်မြောက်ကိုတာပြန်လိုက်ထွက်တယ်တဲ့သူထွက်တော့ဘလို့နေရာထွက်တော့935လို့ကျွန်တော်တို့နောက်ပိတ်သုံးလုံးတောင်းထိုးပြီးမှထွက်တယ်တဲ့ဒါပထမကတ်ပေါ့လေဒုတိယကတ်မှာလည်းတဲ့ကျွန်တော်တို့80နှစ်ရှင်မှာ838လို့ပထမကတ်တိုင်းတဲထားပြီးသူဆောင်၄ပင်တဲ996လို့ရှိတယ်သူ့နောက်၃ပင်အပေါ်၃ပင်မြောက်မှာလည်း864ဆိုပြီးတဲထားပြီးတဲ့ပထမကတ်တိုင်းမှာ 996ကနေဆောင်6ပင်တက်လိုက်မဲတဲ့နှစ်46 6ပင်တက်ပြီးရှေ့3နှစ်သွားလိုက်ရင်ပထမကတ်တိုင်းမှာ435လို့ရှိတယ်တဲ့435နေရှေ့8နှစ်သွားလိုက်မဲတဲ့နေ468ရှေ့8နှစ်သွားရင်အောက်6ကျင်းဆင်းလိုက်မဲတဲ့နေ46 6ကျင်းဆင်းလိုက်ရင်ပထမကတ်တိုင်းမှာသူ105လို့ထွက်ထားပြီတဲ့105လရနေတော့ဆောင်းတဲ့တဲ့14ကျင်းတက်လိုက်မဲတဲ့ ဆောင်းတဲတဲ့14ချိန်တက်လိုက်653လို့ရောက်တယ်653အနေနဲ့ရှေ့16နှစ်မြောက်တန်းတန်းသွားလိုက်မယ်တဲ့ပထမကတ်တိုင်းသွားလိုက်တာပထမကတ်တိုင်းမင်းတို့ကိုယ်တုံညာခွန်လို့ထွက်ထားပြီတဲ့ကိုယ်တုံညာခွန်နေဆောင်း3မိနစ်စင်းမယ်တဲ့3မိနစ်စင်းပြီးအောက်15ချိန်ပေါ့လေ2 4 6 8 10 12 14 15ချိန်စင်းလိုက်ဒီပွဲပါပဲတဲ့ဒါဒီတော့ပထမကတ်မှာလည်းဒီတုံညာခွန်ကနေဆောင်း15ချိန်စင်းလိုက်2 4 6 8 10 12 14 15မှာကို3 5လို့ထွက်တာတဲ့ ွန်35ဆောင်းထိုးပြီးတော့အဲ့ကို35ဒီသူ့နောက်16နှစ်မြောက်ကလာခဲ့တဲ့ကနဘလူနေရတော့တုံညာလေးလေးနောက်ပိတ်သုံးလုံးထောင်ထားတဲ့အကွာဝိတူကကနအဲ့ဆိုရင်ဒီမှာထွက်မဲ့ကနန်းဒီလဲတဲ့နော်သူ့နောက်16နှစ်မြောက်တဲ့2 4 6 8 10 7 14 16 16နှစ်မြောက်က656ဆိုတဲ့ကဏန်းလေးတည်တဲ့သူ့နောက်1 2 3 4 5တုံညာလေးလေးလို့ထောင်ထားပြီတဲ့တုံညာလေးလေးထောင်ပြီးတုံညာထိတ်နေတော့အကွာဝေးတူတူက656ဆိုတဲ့ကဏန်းလေးတည် ဒါသူ့ရှိ16နှစ်မြောက်မှာပြန်လိုက်ထွက်ပေးရမယ်ပေါ့လေဘလိုနေရာတော့935နောက်ပိတ်တော့လုံးစောင်းထိုးပြီးတော့ပထမကက်935ထွက်တယ်လို့ထွက်မယ်ဆိုရင်ဒီပွဲပေါ့လေဒါတော့နောက်ပထမ site ပေါ့ဒုတိယ site ကိုသွားကြည့်အောင်နဲ့83မှာ930လို့ရှိတယ်အဲ930ဆိုတော့ကနေလေးဒီသူ့စောင်းအောက်300အောက်မှာပြန်ကြပြန်ကြပြီသူကနေတော့စောင်း5ပင်တက်လိုက်မယ်တဲ့245စောင်း5ပင်တက်ပြီးတော့ရှေ့ကို246 6နှစ်မြောက်သွားလိုက်ရင်946လို့ဒါထွက်တာပြီတဲ့ ွန်လေး6ကနေမှနော်ဆောင်3မင်းစင်း3မင်းစင်းလိုင်းနဲ့တင်ငါခွန်လို့ထိပ်စီ3လုံးထောင်ထားပြီတဲ့တင်ငါခွန်ကနေမှနော်ဆောင်စင်းလိုက်မယ်တဲ့တဲတဲ1 2 3 4 5ဆောင်5မြောက်မှာရှိတဲ့1 8ဆိုတဲ့ကဏန်းလေးဒီသူ့ရှိ4နှစ်မြောက်ကိုပြန်လိုက်ထွက်တဲ့1 2 3 4 4နှစ်မြောက်မှာပြန်လိုက်ထွက်ပြီတဲ့ဘလူနေရာမှာထွက်တော့သူ့နောက်1 2 3သုံးမြေပေးမှာကျွန်တော်တို့နှစ်ပိတ်ငါးပိတ်ခွန်ပိတ်ဆိုပြီးခွန်ငါးနှစ်လို့နောက်ပိတ်သုံးလုံးလှဲပြီးသူနဲ့ကွာဝဲသူမှာပြန်လိုက်ထွက်တယ်တဲ့ ုတ်ပြီးတဲ့အဲ့1080ဆိုတဲ့ကဏန်းလေးရဲ့ဇောင်းကနေတော့1 2 3 3ချိန်ကြီးလိုက်ခွန်လေးလေးလို့ထွက်ထားတယ်တဲ့အဲ့ခွန်လေးလေးဒီဘယ်ကလာတော့ဆိုရင်မူလတည်ခဲ့တဲ့တို့တို့930 390ရဲ့ဇောင်း1 2 3မိမျောက်ကကဏန်းမှာတဲ့ဒါကြောင့်ဒီခွန်လေးလေးယူတော့ဒီကောင်ပြီတော့ဆိုရင်နဲ့ဒီခွန်လေးလေးနဲ့ဒီ၄3ခွန်နဲ့ဒီ3 5 3နဲ့ပြိတ်၃ခုပေါင်းခြင်းဒီခွန်ဖြစ်နေတယ်တဲ့3 5 3ဒီ၈၄3ခွန်ဒီ၄ ခွန်လေးလေးဒီ9 8 5ဆိုတော့ပရိသတ်ကိုပေါင်းရင်ဒီခွန်လို့ဖြစ်တဲ့ဒီခွန်လေးလေးဆိုတော့ကဏန်းလေးဒီဒီမှာတဲပြန်လိုက်ထွက်ပြီးရောဘောလေသူ86နှစ်မြောက်ဒါပထမကတ်ပေါ့ဒုတိယကတ်မှာလဲတဲ့2005မှာကျွန်တော်တို့633ဆိုတဲ့ကဏန်းလေးဒီတူဆောင်3မိအောင်မြောက်ပြန်ကြပထမကတ်တိုင်းပဲသူကနေဆောင်5မိတက်လိုက်မယ်တဲ့2 4 5 5မိတက်ပြီးတော့2 4 6 8 6နှစ်မြောက်သွားလိုက်ရင်ပထမကတ်တိုင်းပဲခွန်6လေးလို့ထွက်ထားပြီတဲ့ခွန်6လေးကနေဆောင်3မိစင်း ဆင်းလိုက်တာနဲ့ပထမကတ်တိုင်းမှာတင်ငါခွန်လို့သူထိတ်စီတုံးလုံးထောင်ထားပြီးတဲ့အဲ့တင်ငါခွန်ကနေမှာတော့ဆောင်းဆင်းလိုက်မယ်တဲ့1 2 3 4 5ဆောင်း5ပင်ဆင်းလိုက်ခွန်89ဆိုတဲ့ကဏ္ဍသည်သူ့ရှေ့၄နှစ်မြောက်ကိုပြန်လိုက်ထွက်ရမယ်တဲ့1 2 3 4 5နှစ်မြောက်မှာဒါပြန်လိုက်ထွက်သွားပြီဘလို့နေရာမှာထွက်တော့1 2 3သူ့နောက်3ပင်ရဲ့ဘေးမှာနေ9ခွန်ဆိုပြီးတော့လေပထမကတ်တိုင်းခွန်9နှစ်ဆိုပြီးနောက်ပိတ်တော့လှည့်ပြီးသူနဲ့ကွာဝိတုတို့မှာပြန်လိုက်ထွက်တယ်တဲ့ ဟုတ်ပြီတဲ့အဲ့ခွန်ရှင်ငါးလေးရနေလို့ဇောင်းနေကြီးလိုက်မယ်1 2 3ဆိုတော့ဒီပွဲပါပဲတဲ့ပထမကတ်မှာကျွန်တော်တို့သူ့ဇောင်းနေ1 2 3ကြီးလိုက်တာခွန်လေးလေးဒီမှာဆိုရင်ねကျွန်တော်တို့ဒီခွန်လေးလေးဒီမူလတဲခဲ့တဲ့390 39 930 3 90ရဲ့ဇောင်း3မိမြောက်ကကနန်းဆိုတော့နောက်မူလတဲခဲ့တဲ့633 336သူ့ဇောင်း1 2 3ဆိုတော့656ပါပဲတဲ့သူဒီလေတဲ့ ပရိတ်၃ခုပေါင်းခြင်းသည်၃၄၈သည်၅933သည်လည်း၅6ခွန်6သည်656သည်ခွန်ပရိတ်၃ခုပေါင်းခြင်းခွန်လို့ဖြစ်နေတဲ့ဒီ656ဆိုတဲ့ကဏ္ဍလေးသည်ဒါဒီချိန်မှာလိုက်ပို့ရမယ်ပေါ့လေဒဲပဲပထမကတ်မှာခွန်လေးလေးဒဲပို့ထားတယ်လို့ပို့မယ်ဆိုရင်ဒါဒီဘွဲမှာ656ဒဲပေါ့လေဒါတော့ဒုတိယ site ပေါ့နောက်ထပ်ကျွန်တော်မတူညီတဲ့ site တစ် site တွားကြည့်အောင်နော်နောက်တဲ့မတူညီတဲ့ site ကတော့ကျွန်တော်မိတ်ဆွေတို့ ပြပြီးသားပေါ့လေဒီ site လေးကကျွန်တော် 3D ချစ်သူ channel မှာကျွန်တော်နှစ်4 6 9ကြိမ်လောက်ကြည့်တင်ပြထားနေတူတယ်88မှာ316လို့ရှိတယ်အဲ့ကဏ္ဍဒီသူ့ရှေ့3ကြိမ်မြောက်မှာပြန်လိုက်ထွက်တဲ့ထွက်ပြီးသူကနေတန်းနှစ်4 6 8 10 12 12 12 12နှစ်မြောက်တော့လိုက်113ဆိုတဲ့ကဏ္ဍဒီသူဆောင်ကကဏ္ဍမှာတဲ့ဆောင်တိတ်ပြီးတော့ပြန်ထွက်ထားတယ်ပေါ့လေ ။ဒါဒီနှစ်နှစ်သုံးတရအောက်တပင်ကျော်မှလည်းနှစ်ခွန်ရှိလို့ထွက်ထားတယ်။နှစ်ခွန်ရှိပြီးတော့သုံးတစ်ဆိုတဲ့ကဏ္ဍဒီလည်းသူ့ရှိနှစ်မှတာပြန်လိုက်ထွက်။ဒါကဒီသုံးတစ်ရဲ့ဆောင်းက၅သုံးခွန်ဆိုတဲ့ကျွန်တော်တို့ပရိ၅နဲ့ကဏ္ဍဒီလည်းတဲ့သူ့နောက်1 2345နောက်9နှစ်မြောက်ကကျွန်တော်တို့9ခွန်3ဆိုတဲ့ကဏ္ဍဒီလည်းဒီမှာလိုက်ပို့တယ်တဲ့။သူ့ရဲ့ထူးခြားချက်ကကျွန်တော်တို့ဒီ9ခွန်3နဲ့ဒီ93ခုနဲ့ပေါင်းလိုက်တာလေ3ည3လုံးဖြစ်နေ 9ခွန်ဒါပြပြီးသားတွေမိတ်ဆွေတို့เนาะ9ခွန်3နဲ့93ခွန်နဲ့ပေါင်းလိုက်ရင်လည်း3ည3လုံးဖြစ်ပြီးဒါပြန်လိုက်ထွက်ထားတယ်တဲ့ဟုတ်ပြီတဲ့အဲ့လို2ခွန်8 2 3ဆောင်းတို့2ခွန်8ပဲ3 1 1အောက်ကကျွန်တော်တို့၄ချိန်မြောက်ကခွန်15လေးခွန်15ဆိုတဲ့ကဏ္ဍလည်းသူ့ရှေ့နေမှာဒါပြန်လိုက်ထွက်တယ်တဲ့ဘယ်လိုနေရာမှာထွက်တော့ကျွန်တော်တို့သူ့နောက်2 2 3 3မြေပေမှာ6ပိတ်6ပိတ်5ပိတ်ဆိုပြီး665လို့နောက်ပိတ်3လုံးဆောင်းထိုးပြီးမှာဒါ လိုက်ထွက်တယ်ပေါ့လေဒါကတော့ကျွန်တော်တို့ပထမကတ်ပေါ့ဒုတိယကတ်မှာလဲတဲ့ကျွန်တော်တို့2012မှာ960ဆိုတဲ့ကဏန်းလေးသီးသူရှိသုံးနှစ်မြောက်မှာပြန်လိုက်ထွက်ထွက်ပြီးသူကနေ2 4 6 8 10 12နှစ်မြောက်သွားလိုက်9 3 3ဆိုတဲ့ကဏန်းဒီလဲတဲ့သူဆောင်းကကဏန်းမှာပဲတဲ့ပြန်လိုက်ထွက်ပြထားတယ်ပထမကတ်မှာတော့ကျွန်တော်တို့2 3 1 1 3 930ရောက်တဲ့ပင်ကြော်မှာလဲပထမကတ်တိုင်းမှာ9 8နှစ်လို့ရှိတယ်သူဝေးရ86ခုဆိုတဲ့ကဏန်းဒီလဲ သူရှင်းနေမှာဒါပြန်လိုက်ထွက်ခဲ့တယ်တဲ့ကျွန်တော်အရန်ရခဲ့တဲ့ site ပေါ့တခါအဲ့86ခွင့်ရဲ့ဇောင်းက85နှစ်ဆိုတဲ့ကဏ္ဍတည်လဲတဲ့1 2 3 4 5 1 2 3 4 5နောက်9နှစ်မြောက်ကလာခဲ့တဲ့ကျွန်တော်တို့ကဏ္ဍမှာပဲတဲ့258 5ပြိတ်နဲ့ကဏ္ဍပထမကတ်မှာလဲ903 5ပြိတ်နဲ့ကဏ္ဍလိုက်ထွက်တယ် သူထွက်တော့လဲသူတို့နှစ်ခုပေါင်းနေသည်ဒါ၃၅၃လုံးဖြစ်နေတယ်။ဒီမှာ၂၅ရှစ်ဆိုတဲ့ကဏ္ဍနဲ့တို့၅၅ရှစ်ဆိုတဲ့ကဏ္ဍနဲ့ပေါင်းလိုက်ရင်လည်းတဲ့၃၅၃လုံးဖြစ်နေတယ်တဲ့တိုက်တိုက်ဆိုင်တိုင်းလေး။ဒါဒီမှာပါအော်ဒီမီကတဲ့ site တွေပေါ့လေ။ဟုတ်ပြီတဲ့။အဲ့လိုခွန်ရှင်းနေပြရ၈၆ခုရဲ့အောက်ကတော့၁၂၃၄၄ပြင်မြောက်ကကဏ္ဍ။ဒီမှာလည်းခွန်ရှင်းနေရဲ့ညခွန်ရှင်းရောက်ဘေးရ၃၁၁ရ၁၂၃၄၄ပြင်မြောက်အောက်ကကဏ္ဍခွန်တင်ကားဒီသူရှင်းနေမှာတို့665ဆောင်းထိုးပြီးတော့ လိုက်ထွက်တယ်လို့ထွက်ပေးမယ်ဆိုရင်တဲ့ဒီ665ဆိုတဲ့ကလန်းလေးဒီလေဒီပွဲမှာကျွန်တော်တို့1 2 3 3မင်းရပြီမှာ665လို့ဒါဇောင်းထိုးထားပြီတဲ့ဇောင်းထိုးထားပြီထွက်ပေးမယ်ဆိုရင်ဒီပွဲမှာဒါကျွန်တော်တို့656လေးอ่ะအားကောင်းပြီပေါ့လေဒါကတော့ကျွန်တော်တို့ကနန်းအပွဲရွှေရစနစ်နဲ့ပိုးဆိုင်လေးပေါ့တခါကနန်းတူကနန်းဆိုင်လေးတွားကြည့်အောင်တဲ့ နောက်80နဲ့နှစ်မှာ383လို့ရှိတယ်383ဇောင်း၄ပင်စင်လိုက်460လို့ရှိတယ်တဲ့460ကနေမှကျွန်တော်ဇောင်းကနေ246ခုနှစ်ကြိမ်သွားလိုက်ရင်92လို့ရှိတယ်အဲ့94ဆိုတဲ့ကဏ္ဍဒီသူနဲ့တန်းတန်း246 80 12 14 16 86နှစ်မြောက်မှာပြန်လိုက်ထွက်တယ်တဲ့သူထွက်ပြီးသူဘေး1နှစ်3မှာလဲ684ဆိုတဲ့ကဏ္ဍလေးဒီဒါလိုက်ထွက်ပေးထားပြီတဲ့အဲ့68လေးကနေဇောင်းဆင်းလိုက်မယ်တဲ့ 1234569ဆောင်းခုနှစ်ပင်ဆင်းပြီးတော့တန်းတန်းသွားလိုက်မယ်တဲ့1234သွားလိုက်တာ656ဆိုတဲ့ကဏ္ဍလေးထွက်ထားတယ်ပေါ့လေဒါပထမ site ပေါ့ဒုတိယ site မှာလည်း90ခုနှစ်မှာလည်း380ဆိုတဲ့ကဏ္ဍရှိတယ်တဲ့ပထမကတ်တိုင်းအဲ့ကဏ္ဍရဲ့ဆောင်း၄ပင်ဆင်းလိုက်တာခွန်6လေးလို့တည်ထားပြန်ပြီတဲ့ပထမကတ်တိုင်းခွန်6လေးဆောင်အနေမှာ1 2 3 4 5 6ခွန်9ပင်သွားလိုက်9 8နှစ်ဆိုတဲ့ကဏ္ဍဒီလေ သူ့ရှိနေ4 6 8 10 14 14 16နှစ်မြောက်မှာပြန်လိုက်ထွက်ပြီးတယ်တဲ့ပထမကတ်မှာကျွန်တော်တို့9နှစ်လေးရ4နှစ်5ဆိုပြီးထွက်မှာ6 8လေးလို့ထွက်တယ်ဒီမှာအခုဒုတိယကတ်မှာ9 8နှစ်ကသူနဲ့တန်းတန်းမကွာဝိတူမှာပဲ8နှစ်5လို့ထွက်ပြီးသူ့ဘေး3ပင်မြောက်မှာလည်းဒါ6 8လေးလို့ထွက်ထားပြီးတဲ့6 8လေးကနေဇောင်းဆင်းလိုက်မယ်တဲ့1 2 3 4 5 6 9ဇောင်း ခုနှစ်ပင်ဆင်းပြီးတနေ3 4 4ပင်တော့လိုက်ဒီပွဲပါပဲတဲ့ဒါပထမကတ်မှာတို့656လို့ရိုက်ထားတဲ့တဲ့အဲဆိုရင်ဒီပွဲမှာလည်းတို့656ဆိုတဲ့ကဏ္ဍလေးရတဲ့ပေါ့လေဒါတော့ကဏ္ဍလူကဏ္ဍပေါ့နောက်ထပ်ကဏ္ဍသူကဏ္ဍလေးတစ်ခွက်သွားကြည့်အောင်နဲ့တို့69မှာ99ခွန်လို့ထွက်ထားတယ်သူ့ဘေးသူ့ရှေ့နေမှာလည်း2 4 6 9ပင်မြောက်မှာ99လို့ရှိတယ်ခွန်ကို9ရဲ့ ရှေ့၃ပင်မြောက်မှာလဲရှေ့60လို့ရှိတယ်ရှေ့60ကနေမှာ1 2 3 4ဇောင်း၄ပင်တက်1 2 3 4 5ရှေ့9နှစ်သွားလိုက်9 3 5လို့ထွက်တယ်အဲ့9 3 5နေမှာကျွန်တော်တို့ဇောင်းဆင်းလိုက်မယ်တဲ့1 2 3 4 5ဇောင်း9ပင်ဆင်းလိုက်သူ့အောင်မှာဒါ6 5 6လို့ထွက်ထားပြီတဲ့ဒါပထမကတ်ပေါ့လေဒီ99ခွန်ရမူလတဲကတဲကတဲခဲ့တာကတော့ခွန်လေးလေး6 4 1 99ခွန်ပေါ့ကျွန်တော်99ခွန်နေပဲဖြတ်ပြလိုက် ဒုတိယမှာလည်း2012မှာလည်း99ခုလို့ရှိတယ်။အဲ99ခုနဲ့ဘေးကနေမှာ2 4 6 9ခုမြောက်မှာ995လို့ဒဲပြန်ထွက်ထားပြီတဲ့။သူ့ရှင်း3ခုမြောက်မှာလည်းဒါ6 38လို့ထွက်ထားတယ်ပထမကတ်တိုင်း။သူဆောင်1 2 3 4ပင်တက်တက် တန်းတန်းသွားလိုက်မယ်တဲ့1 2 3 4 5တော်လိုက်935ဆိုတဲ့ကဏ္ဍလေးတဲပြန်ထွက်ထားပြီတဲ့ဒီမှာလည်းနောက်တော့935တဲ့935နေမှာတင်တော့ဇောင်း1 2 3 4 5 5မြင်ရအောက်ဆိုတော့ဒီပွဲပါပဲတဲ့ အဲဒီကိုသုံးကနေ1 2 3 4 5 5ပင်အောင်မှာ6 5 6ထဲထွက်တယ်လို့ဒီမှာကိုသုံးကနေ1 2 3 4 5 5 5ပင်အောင်မှာထွက်မဲ့ဆိုရင်ဒီဘွဲမှာ6 5 6ဆိုတဲ့ကဏ္ဍလေးအားကောင်းတယ်ပေါ့လေကျွန်တော်ကဒီဘွဲမှာအပူခွာကြိုက်လို့အပူခွာလေးဒီရွေးထားတယ်ပေါ့ဗျာဖိုင်တောင်မှပါဩခွက်ရွေးထားတယ်ဒါကျွန်တော်ဒီဘွဲမှာရှာထားတယ်ဒါကတော့ကျွန်တော်ဒူဩသီးပေါ့လေဒူဩသီး900လေးမတင်တော့ဘူး တစ်ဆိုင်ရှိတယ်သူဒီမှာနှစ်ဆိုင်သုံးဆိုင်လေးဆိုင်၅ဆိုင်ပိုးဆိုင်တရောဆိုတော့900လဲတော်တော်ကောင်းတယ်ပေါ့လေပြီးတဲ့ပွဲက20ကျင်းရတာ51 105နည်းနည်းလေးမှုအရင်မရခဲ့တဲ့ site အဲ20ကျင်းမှာတော့မပါခဲ့ဘူးပြည်အဲ့တော့ကျွန်တော်ဒူဩဒီက900ကိုရွေးချယ်ထားတယ်ဒါတတိယဩဒီကတော့656ပေါ့လေအပူးခွာတာထွက်မယ်ဆိုရင် ဒီပွဲမှာပေါက်ဖို့ကကျွန်တော်တော့များတယ်လို့ထင်တယ်ပေါ့လေဒီမှာကျွန်တော်ဒါ22ကြိမ်အတွက်ပါဒါချောင်းကနန်း၃ညထွန်းလဲကျွန်တော် public ချပြခဲ့ပြီ900 9656ပေါ့လေဒါကတော့အထူးရန်ဒီပောင်လေးတွေကတော့ဒီကောင်လေးတွေကတော့ဒါကျွန်တော်ဘယ်လိုပြောရမလဲနေရွက်နဲ့ထိုးတဲ့လူတွေအတွက်ပေါ့လေအကုန်ထိုးရမှာမဟုတ်ပေါ့နေရွက်နဲ့ထိုးတဲ့လူလေးတွေအတွက် ကျွန်တော်တင်ပြတာပါကြိုက်တာပါရွေးထုံအောင်လို့အောက်ကပြန်ကြပြန်ကြကြရင်ကျွန်တော်တို့ဒီထက်မှပြန်ကြ9တလီနဲ့963ကြိုက်တယ်အဲကြိုက်တဲ့မိတ်ဆွေလည်းထိုးနိုင်အောင်အောက်ကတင်ပြထားပါလို့စကရင်ရှော့ရယူထားလိုက်ပါနော်အကုန်ထိုးရမဟုတ်ဆိုရင်မိတ်ဆွေတို့အကြိုက်ပါရွေးထုံအောင်လို့ကျွန်တော်တင်ပြလိုက်တာမကြိုက်တဲ့ကနန်းပိုင်းလည်းမထိုးနဲ့ပါဗျာဒီလိုစိုက်ကောင်းလေးတွေကိုကျွန်တော်2026မှာ တော့မှန်ပါခေါ်ပါမယ်မှန်ပါခေါ်လာတော့မဟုတ်ပေါ့လေဘေဘုတ်ကလင်နာဘူးလေးပေါ့တစ်ချိန်မှ3000ငါပဲကြာမှာပါ3ချိန်1000နဲ့ကျွန်တော်6ချိန်6ချိန်စာပေါ့လေ2000 6ချိန်တစ်ဖြက်ခေါ်ပါမယ်6ချိန်တွင်းမှာကံမဆက်လို့ဆက်ပြီးတော့လက်မတွဲခြင်းလဲဖြုတ်လို့ရအောင်လို့ပါဆက်ပြီးလက်တွဲခြင်းလဲမိတ်ဆွေတို့သဘောပေါ့လေအမှန်ပါဝင်လို့လင်ကျွန်တော်စီကကျွန်တော်ဗိုက်ဘာနံပါတ်ပေါ့လေ399 66 10 448ကိုလာခဲ့ပါလာရောက်ဆက်တွေ့ပါ ဒီထဲမှာရေးမပေးတာ YouTube ရဲ့ policy နဲ့ညင်ဗီဒီယိုဖိုင်တွေဖြတ်ကြပြီး channel ပိတ်ခံမှာဆိုလိုပါဒါ Viber number 39966601462ကိုမန့်မှာလည်းချပေးမယ်ပေါ့လေလာခဲ့ပါเนาะစိတ်ဝင်စားတဲ့လူများ cancel တော့ကျွန်တော်နဲ့လာမနှစ်မှာပေါက်ကြမှာပေါ့ဗျအဲဒီပွဲမှာတော့ကျွန်တော်တို့အပူးခွားကိုအကြိုက်ဆုံးပဲဗျာအပူးခွားသာထွက်လာမယ်ဆိုရင်တော့မလွတ်ဘူးလို့ထင်တာပေါ့လေကံတရားလည်းလူသေးတာ哦ဒီထဲမှာလည်းအပူးခွားတွေ ပါမထင်ပါနဲ့အဲကြိုက်တာလေးရွေးထိုးကြပါဦးရအခုခွက်ပါတယ်ကနန်းလေးတွေဒါအရန်နေပေါ့လေဒါတော့ထိုးကြီးကတဲ့လူတွေအတွက်စော်ဝဲနဲ့ထိုးတဲ့လူတွေအစား900ရရတဲ့အတွက်တို့200ဘုတ်100ဘုတ်ကရင်တော့မှတရားဆို9000ရရဆိုတော့ဒါထိုးကြီးကတဲ့နေပေါ့လေနည်းနည်းလေးတွေဒဲလေးဒီထိုးရမှလေးတွေဆိုတော့ကဲအားလုံးကံပေး၍ချဲစုကြီးပေါက်ကြပါလိမ့်ဗျာ